မင်္ဂလာပါအမနီးရုံဟာကျွန်တော်တို့ဒီကမ္ဘောဒီးယားရဲ့ထင်ကရနေရာတစ်ခုဖြစ်တဲ့အန်ကာဝိတ်ကိုသွားခဲ့တယ်ဒီအန်ကာဝိတ်ဆိုတာဘာလဲဆိုတော့အရှေဟောင်းဖျားချောင်းကြီးတစ်ခုပေါ့နော်အဲကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရှင်ပဲဆိုရင်အဘလူဟာမျိုးလဲဆိုတော့ပကံနဲ့သွားတူတယ်အပကံလိုပဲဒီမှာလည်းအဲ့ဖျားချောင်းကြီးရှိတယ်အဲသွားရတဲ့ ပုံစံနဲ့ကျွန်တော်တို့ဒီဟိုရောက်တဲ့အခါမှာရတဲ့ feeling ပေါ့နော်အဲရတာလေးကိုဒါကျွန်တော်ဒီဗီဒီယိုလေးမှာအဲရှင်းလုပ်ပေးမယ်နောက်ပြီးတော့ကျွန်တော်ဒီကမ္ဘောဒီးယားမှာအခုကျွန်တော်ဒါနေတာအဲနှစ်ပတ်လောက်ဖြစ်သွားပြီပေါ့နော်နှစ်ပတ်လောက်ဖြစ်သွားတဲ့အခါမှာကျွန်တော်ဒီထိုင်းနိုင်ငံမှာနေခဲ့တော့ရတဲ့ feeling နဲ့အရသာမျိုးနဲ့ဒီကမ္ဘောဒီးယားဘက်မှာရတဲ့အရသာမျိုးကိုကျွန်တော်ဒါနှစ်ခုရှင်းပြီးတော့အာပြောပြခြင်းလဲဒါဒီနှစ်ခုကိုကျွန်တော်ရှင်းပြောပြမှာပေါ့နော်ဒီရောကျွန်တော်တို့ဒါထိုင်းနိုင်ငံမှာနေခဲ့တဲ့အချိန်တုန်းကရတဲ့ feeling ကိုပြောပြမယ်ကျွန်တော်တို့ထိုင်းနိုင်ငံမှာစသွားပြီဆိုလို့ရှိရင်ကျွန်တော်ထိုင်းနိုင်ငံကိုသွားကြပြီပေါ့နော်မြန်မာနေသွားကြပြီဆိုရင်အဲဒီကာလဆိုအားလုံးသိကြတဲ့အတိုင်းထိုင်းအဝင်ထွက်တွေကတော်တော် စီစစ်နေကြတယ်ပေါ့နော်ဒီအရန်စစ်စီးများတယ်ကျွန်တော်တို့ကတော့အစစ်စီးမခံရပါဘူးမခံရပေမဲ့ကျွန်တော်တို့ဒီထိုင်းနိုင်ငံနဲ့ရောက်တဲ့အခါကျတော့ကျွန်တော်တို့ဘာသာစကားအခက်အခဲတွေ့တွေ့ရတယ်ဘာသာစကားအခက်အခဲကဘာလဲဆိုတော့ဟိုထိုင်းလူမျိုးတော်တော်များများကအင်္ဂလိပ်စကားမကျွမ်းကျင်ကြဘူးဟိုအနေနဲ့များရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မကျွမ်းကျင်တဲ့လူကပုံများတယ် တရားမှာ90ရာခိုင်နှုန်းလောက်ထိရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒရောများများကသူတို့ပြောတဲ့ဒီအင်္ဂလိပ်စကားတတော်များများပေါ့နော်။အာကျွန်တော်တို့မြန်မာတွေဆိုရင်음နားလည်ဖို့ခက်ပါလိမ့်မယ်။ကျွန်တော်တို့ပြောတာကိုလည်းသူတို့နားမလည်ပါဘူး။ဟိုအမနာတန်ဝေဖန်ရမယ်ဆိုရင်တော့သူတို့ကအင်္ဂလိပ်စကားပြောတွေတော်တော်ညံ့ပါတယ်။ဒါကထိုင်းမှရတဲ့ feeling ပထမဆုံးတစ်ချက်ပေါ့နော်။ ဟောပြီးတော့အတိုင်းမှာဈေးဝယ်ရပါညာဆိုရင်လည်းကျွန်တော်တို့ဒါဆယ်ဆိုင်ဆယ်ခုလောက်ဝယ်လိုက်မယ်ဆိုရင်အဲ့ဒီမှာကောင်းကောင်းကြွံ့ကြွံ့ကျင်ကျင်ပြောတတ်တာကတဆိုင်လောက်ပဲကျွန်တော်တို့တွေ့ရလိမ့်မယ်အဲကျွန်တော်တို့လိုချင်တဲ့အရာတွေကိုရှာမပြီးနိုင်တာတို့သိရမလားကျွန်တော်တို့ကဒါကိုလိုချင်တယ်လို့ပြောပေမဲ့သူတို့နားမလဲတာတို့အဲ့ဒီခါကျရင်ကျွန်တော်တို့ကဒီ Google တွေဘာတွေခောက်ပြီးတော့ပုံပြပြီးတော့မီးရတာတို့အဲ့လိုမျိုးအထီကိုပြတ်သွားနိုင်ပါတယ်ဒါကတော့ထိုင်းဘက်မှာကြုံရတဲ့ အခက်အခဲတခုပေါ့နော်နောက်တစ်ခုကျတော့ time မှာကဘာကြုံရလဲဆိုတော့ကျွန်တော်တို့ဒီတိုးရီတော်တော်များများကကျွန်တော်တို့သွားကြပြီဆိုရင်ထိုင်းနိုင်ငံဒီဘန်ကောက်ကိုရောက်ကြပြီဆိုရင်အပြင်သွားတဲ့အခါမှာဟိုသွားမှုတဲ့လူတွေတည်ပါလိမ့်မယ်အာ passport ကိုမမဖြစ်မနေယူသွားကြရတာများတယ်ဟိုတကယ်တကယ်စစ်ဆေးတဲ့အခါမှာအဆင်ပြေအောင်လို့ပေါ့နော် passport ကို အအမြဲတမ်းကိုကျွန်တော်နိုင်ငံမှာဒီခရီးသွားတယ်လို့ပေါ့နော်မှတ်ဖို့နေယူမဖြစ်မနေထည့်သွားတယ်လို့အဲ့ဒီအတိုင်းမှာပဲဒိုင်းမှာကလည်းသွားပြီဆိုရင် passport ကမဖြစ်မနေကျွန်တော်တို့နဲ့ကိုနဲ့မကွာယူသွားရတယ်အဲအဲ့လိုမှမဟုတ်ဘဲနဲ့ passport ကကြံခဲ့မယ်ကိုကဒီတိုင်းသွားလိုက်လို့အဲ့ဒီချိန်မှာအထိုင်းရဲတွေကစစ်တယ်ဆိုရင်ကျွန်တော်တို့အခက်အခဲတွေအများကြီးဖြစ်သွားနိုင်တယ်ပေါ့နော်ဒီကာလဒီနေထားရကိုပြောပြတာပါဒါကတပိုင်းပေါ့နော်အဲအစားအသောက်ပိုင်း အစားတောက်ပိုင်းဆိုရင်လည်းထိုင်းရအစားတောက်တွေဟာကျတို့မြန်မာနိုင်ငံနဲ့အရန်ကြီးဟိုမစိမ့်ဘူးဆိုပေမဲ့ထိုင်းလူမျိုးတွေရဲ့အစားတောက်ကတာမန်အဲကျတို့လူတွေစားဖို့ကတိတ်ပြီးတော့မလွယ်ဘူးတိတ်ပြီးမလွယ်ဘူးဆိုတာအစားတောက်ကြီးများရင်ပြောတာပေါ့နော်အစားတောက်ကြီးမများရင်တော့လည်းအဆင်ပြေပါတယ်အစားတောက်နည်းနည်းလေးကြီးများထက်တဲ့သူဆိုသူတို့ဟာတွေကိုစားတတ်မှာမဟုတ်ဘူးအစားတောက်ကအင်းကြီးနိုင်ငံဆိုရင်လည်းကျတို့အစားတောက်တွေကတော်တော်ကွဲပါတယ် ဒါရောက်ဖူးတဲ့စီဆိုတာသိကြပါရဲ့ဒါကတစ်ချက်ပေါ့နော်ပြီးတော့ဒါကထိုင်းရဲ့ဟိုအချက်၃ချက်ကျွန်တော်တို့ထားခဲ့လိုက်တော့မယ်အနောက်ထပ်တစ်ခုအားကြတော့ဟိုနောက်ထပ်တစ်ချက်ဒီထိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြောချင်တာကထိုင်းမှာဒီကွန်ဒိုရှာတဲ့ခါဖြစ်ဖြစ်တိုက်ခန်းရှာတဲ့ခါဖြစ်ဖြစ်အဲ့လိုခါတွေမှာလည်းကျွန်တော်တို့အခက်အခဲတစ်ခုတွေ့ရနိုင်တယ်အဲကျွန်တော်မြန်မာမှာဆိုရင်ကို့အိမ်နဲ့ကို့ချန်နဲ့အဲ့လိုမျိုး channel ဝင်းနဲ့နေခဲ့တဲ့ သူတွေဆိုရင်ထိုင်းရောက်ရင်အဲ့ပြဿနာကိုကြီးရင်ဆိုင်ရလိမ့်မယ်။ဘာလဲဆိုတော့ထိုင်းရင်ကဒီကွန်ဒိုတွေတိုက်ခိုက်ရတော်တော်များများဟာတော်တော်ကျင်းပါတယ်။嗯24 25 square တခါကျ30 square လောက်နဲ့တင်သူတို့ကတိုက်ခတ်တခန်းဖြစ်နေရပါ။ကျွန်တော်တို့ရှိမှာကျွန်တော်မြန်မာနိုင်ငံမှာဆိုကိုယ့်ရင်ကိုယ် channel နေတဲ့သူဆိုတာမီးဖို့ချောင်းလောက်ပဲရှိတယ်။အဲ့လိုပြောရမှာဖြစ်နေပြီ။တော်တော်ကျင်းပါတယ်။အဲ့တစ်ချက်ကလည်း ဒါဒိုင်းကိုခြေချမဲ့သူတွေဆိုရင်စဉ်းစားသင့်တဲ့တစ်ချက်ပေါ့နော်နောက်တစ်ခုကျတော့လူကြီးအဲဘန်ကောက်မှာဆိုရင်ဒါလူကြီးအမတန်မှထူထပ်တယ်လူကြီးထူထပ်တော့အများရန်ဒီရှုပ်ထွေးပူလီနေတဲ့အတန်ပလန်ပေါင်းစုံကိုကျွန်တော်တို့ကြားနေရလိမ့်မယ်ကောင်းတာတစ်ခုကတော့ကျွန်တော်တို့မီးမပြတ်ပါဘူးနော်အဲအဲ့တစ်ခုကတော့ကောင်းပါတယ်ဒါပါအဲဒီတော့ကျွန်တော်တို့ဒါကမ္ဘောဒီးယားဘက်ကိုပြောပြမယ် အဲကမ္ဘောဒီးယားမှာရောက်တဲ့အခါကျတော့ကျွန်တော်တို့သွားပြီးတော့ပထမဆုံးရတဲ့ feeling ကပါလဲဆိုတော့ကမ္ဘောဒီးယားအဝင်ထဲကစရတာကျွန်တော်တို့ဘာနဲ့သွားတူလဲဆိုတော့ဒီ AR တိုင်းကိုရောက်သွားတယ်လို့ကျွန်တော်တို့ AR တိုင်းကိုဆင်းသွားတယ်လို့ဒါမှမဟုတ်ကျွန်တော်တို့အညာမှာအဲ့လိုမျိုးကားစီးနေရတယ်လို့အဲ့ feeling စရပါလိမ့်မယ်ကားနဲ့သွားကြမယ်ဆိုရင်ပေါ့နော်ကျွန်တော် flight နဲ့သွားမယ်ဆိုရင်တော့အဲ့လို feeling ရမှာမဟုတ်ပါဘူးကျွန်တော်တို့ကဒီ ကားနဲ့ပဲဒီဘက်ကနေနေဆက်ကနေကျွန်တော်တို့ဖြတ်လာတာကိုအဲ့လိုဖြတ်လာတဲ့ခါကျတော့ကျွန်တော်ကမ္ဘောဒီးယားရဲ့စာဝင်တွေကလဲတွေစထွေရပါတယ်ဒါပေမဲ့လဲတွေတွေးရတာရင်တူပင်မဲ့ဒီဘက်မှာလောက်ကြတဲ့လဲတွေပုံစံကတော်တော်လေးကိုအစနစ်ရှိတယ်အလူသိမ့်မသုံးမဲ့နဲ့ဆက်သုံးထားဖို့ရပါတယ်ဒါကတစ်ချက်ပေါ့နော်အဒီလိုနဲ့ကျွန်တော်တို့နေထိုင်ရနေထိုင်ရမယ့်မြို့ကိုကျွန်တော်တို့ရောက်တယ်ကျတော့ကျွန်တော်တို့ဟိုတယ်မှာနေတယ်ပေါ့နော်ဟိုတယ်ကိုရောက်တဲ့အခါမှာလည်းပထမဆုံးရတဲ့ ဲ့ဒီ feeling ကပါလဲဆိုတော့ဟိုတယ်အခန်းကြီးကကမ္ဘောဒီးယားအခန်းကြီးကကျေပါလေအာကမ္ဘောဒီးယားကအဲ့တခုကကျွန်တော်တို့အတွက်ပထမဆုံးဒီအသက်ရှူ6နေပေါ့ဗျာဟိုတယ်အခန်းကြီးကကျေတဲ့အတွက်ကြောင့်ပေါ့ဒါကနောက်ဒါဒါကဟိုကျွန်တော်တို့ဒီထိုင်းနဲ့ကွာခြားရဲ့အချက်ပေါ့နော်ထိုင်းဟိုတယ်ကြီးဆိုတာတော့ဟိုတော်တော်များများဟိုအများကြီးကျွန်တော်တို့ဘတ်သုံးမယ်ဆိုရင်တော့လေဖြစ်တာပေါ့နော် ဟိုတကန်းတကန်းဟိုဘတ်2000 3000လောက်ကျွန်တော်တို့တရက်ကိုပေးသုံးမယ်ဆိုရင်ဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ကခဏပဲနေမဲ့သူတွေဆိုတော့တကန်းတကန်းဟိုကျွန်တော်တို့ကကျုံနေတဲ့ခန်းတွေကတရက်ကိုမှဘတ်1000ကျော်လောက်ပဲပေးရပါတယ်1000ကျော်ဆိုတာတရက်ဆိုရင်ကျွန်တော်တို့လက်ရှိပေါင်စည်းနေဆိုတသိန်းကျော်လောက်တော့ပေးရပါတယ်ထားပါတော့ကျောင်းဒီကမ္ဘောဒီးယားဘက်ရောက်လာတဲ့ခါကျတော့ငွေကြေးအစတားသက်သာသွားတယ်ကမ္ဘောဒီးယားမှာကကျွန်တော်တို့ဒီဘတ်နဲ့ပြန်တွက်မယ်ဆိုရင်300 500ပေါ့နော်အလုံးစုံအဲ့လောက်ပဲရှိမယ်ဒါတော်တော်ကောင်းတဲ့အခန်းကြီးကျွန်တော်ရပြီဒါကဒီကမ်မိုရီးယားရဲ့ပထမဆုံးရတဲ့ byte တစ်ခုပေါ့အနောက်တစ်ခုကျတော့ဒီမှာကဗာပြဒနာရှိတယ်ဆိုတော့ဒီမှာလဲတရားပေါ့ကျွန်တော်တို့မြန်မာပြည်နဲ့ဆိုရင်အစားတော့ပြဒနာစပြီးတော့တက်ပါတယ်အကျွန်တော်ဆိုရင်ဒီကမ်မိုရီးယားရောက်တဲ့အခါမှာဘာမှမစားတတ်ဘူးပေါ့နော်ကျွန်တော်အစားတော့ကြီးများတယ်သူမဟုတ်ဘူးအစားတော့ကြီးများတယ်သူမဟုတ်ပြင်မဲ့မစားတတ်ဘူးဒီကအစားတော့တည်းကတော်တော်များများကသူကအချိုသုံးတယ် တားချူသုံးကြတယ်အချူသုံးတော့မှာပပဆက်ဆက်ချူသုံးတယ်အစားတောက်တွေကဘာအစားစားချူနေတာမျိုးတွေတွေ့ရလိမ့်မယ်အဲ့ဒါကသူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲသူတို့တစ်မျိုးလုံးကြိုက်ကြတဲ့ပုံစံပဲပေါ့နော်ဒါဒီဒီအစားတောက်တွေပုံစံဟောနောက်တစ်ခုကြတော့ဘာလဲဆိုတော့ဒီမှာကဒီအစားတောက်ပိုင်းနဲ့ပတ်သက်မယ်ဆိုရင်ကျွန်တော်တို့ซีฟู้တွေရပါတယ်ซีฟู้ရတယ်ဆိုပေမဲ့ ကျွန်တော်မျောလင်းလို့မရတာနောက်တစ်ခုကဘာလဲဆိုတော့ငါးတွေပါရတော့မျောလင်းလို့မရပါဘူးကျွန်တော်အစားတော့ပိုင်းမှာပေါ့နော်ဒါစီးပူတွေပေါ်တာမှန်တယ်ဒါပေမဲ့ငါးမရဘူးဒီမှာအများဆုံးပို့ပြီးတော့အပေါ်ဆုံးကကြတော့ကျွန်တော်ဒီအချက်တို့ဝတ်တို့ဒီအမဲတို့အစားရှိတဲ့ဖြစ်ပေါ့နော်အဒီလိုဟာတွေတို့ကပို့ပြီးတော့စားသုံးကြတာများတယ်ဒါကတစ်ချက်ဒါဝိရိယမှာလည်းတော်တော်ပူတယ်ဒါကတော့ဘာမှမထူးကြပါဘူးကျွန်တော်မန်လေးမှာပြန်ရောက်သွားသလိုပဲ မန်လေးမှာလမ်းလျှောက်နေရတယ်လို့ပဲဗျာညီကိမတွေပါပြင်ထွက်မယ်ဆိုရင်မန်လေးမှာလည်းတအားပူတယ်လေပူဆိုတော့ကကျွန်တော်တို့ကကြတော့ဒီပြုံးလင်ရလာတာ ው ကျွန်တော်ပြုံးလင်သားကြီးဆိုတော့ပြုံးလင်ရလာတဲ့အခါကျတော့ဒီဘုံကနေဆိုဟိုဘန်ကောက်ကိုတန်းရောက်တယ်ဘန်ဘန်ကောက်ကနေမှကမ္ဘောဒီးယားကိုတန်းလာရေဆိုတော့အမအပူအပူလေးကြီးပဲတောင်းလျှောက်ကြုံလိုက်ရတဲ့အတွက်ကြောင့်음လူကတော်တော်လေးကို weak ဖြစ်သွားတယ်ပေါ့နော်အဲကျမကြီးလည်းနည်းနည်းလေးအဲ့လိုအတိမ်ဆောင်လေးဖြစ်ရှင်တယ် ဒါမဲ့အဆင်ပြေသွားပါတယ်ဟိုတစ်ချက်ဆိုလို့ရှိရင်ကျွန်တော်ဆိုရင်ဒီမှာရောက်တာအာတပတ်လောက်ပြီးတဲ့အခါမှာတပတ်နောက်ပိုင်းပေါ့နော်အဲ့မှာကျွန်တော်မှတ်မှတ်ရရအင်းစေးုံတက်လိုက်ရပါတယ်စေးုံတက်လိုက်ရတယ်ဆိုတာဒီကရေပြောင်းရေလွဲချောင်းဖြစ်နေတယ်ဒီကရေကြီးကအထူးသဖြင့်ဟိုကျွန်တော်ပြောချင်တာကရေတန့်နေပါပြီဆိုရင်တော့မှနည်းနည်းဈေးကြီးတာလေးကိုသုံးတဲ့နေ အာရေတန့်ကိုဈေးမကြီးပဲနဲ့ဟိုလွယ်လွယ်ပေါ်ပေါ်ရတဲ့ဟာပေါ့နော်ကမ္ဘောဒီးယားငွေဟို9000 8000ဒံလောက်ကိုကျွန်တော်ဒါရေတန့်တစ်ခတ်ဝယ်ပြီးတော့တောက်လိုက်တယ်အမှချက်ချင်းဖြစ်တာပဲဖြစ်တာကျွန်တော်ရေတန့်တဘူးလောက်ပဲကုန်လိုက်တယ်စီကန်စေးကိုတတ်တက်ကြတယ်ဒါပါလဲဆိုတော့ကျောက်ကတ်ထိသွားတာပေါ့နော်ကျောက်ကတ်ထိသွားပြီးတော့ဟိုကမ္ဘောဒီးယားစေးကိုတက်လိုက်ရတယ်ပေါ့ဗျာစေးကိုတက်တဲ့အခါကျတော့အမှတစ်ခုအားတာတာပါလဲဆိုတော့စေးကိုတက်ကြတာလေဒီမှာက ဒီကျွန်တော်တို့နိုင်ငံသားတွေပေါ့နော်ဒါကျွန်တော်တို့ကသူတို့နိုင်ငံရောက်ပြီဆိုနိုင်ငံသားဖြစ်သွားတော့ဘူးအဲ့ဆိုကျွန်တော်တို့ကအင်းဘယ်လိုပြောရမလဲအခွင့်အထူးခံပုံစံမျိုးဖြစ်သွားတယ်ကျေးဇူးနာကယူဆိုင်တယ်ဒါကျွန်တော်တို့နိုင်ငံကစေးရုံနေနဲ့ကွာခြားတဲ့တစ်ချက်ဖြစ်တယ်ကျွန်တော်နိုင်ငံကစေးရုံနေဆိုတော့သိတယ်မလားကိုယ်နိုင်ငံကိုယ်လူမျိုးတွေကိုယ်ကာချာနဲ့ကိုယ်ဘုရားဝါဒဝင်နေကြီးပဲ အတွေ့ကြတာတော့မှကျွန်တော်တို့ကဗာလဲဆိုတော့စေယုံတစ်ခုတက်ရပြီဆိုရင်ပတ်စံရှိတဲ့လူနဲ့ပတ်စံမရှိတဲ့လူဆိုရဲအတန်းစားတွေကလည်း꽈သွားတယ်လို့ပတ်စံရှိပေမဲ့လည်းတချို့စေယုံကတည်တယ်မလားဟိုဆရာဆရာမကနေစပြီးတော့ဟိုတန်ရှင်းဝင်တဲ့ထိကြောက်နေရတာအလကားနေမျက်နှာတည်မျက်နှာထားကြီးနေလေဒီမှာကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ရောက်သွားတယ်ဆိုတဲ့ကွာနိုင်ငံသားမဲတည်တဲ့အခါမှာ passport တစ်ချက်တောင်းကြည့်ပြီးတော့အကုန်လုံးကိုသူတို့ကကြာကြာနာနာလုပ်ပေးတယ်အခန်းကြီးပါလေဆိုလေလောက NWU special ခန်းနေသူတို့လုပ်ပြီးတယ်ပြီးတော့ကျွန်တော်ဒါစီးရွာနေဆင်းနေပေါ့နော်စီးရီတွေကလည်းကောင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီမနေ့ပိုင်းမှာကြောက်ကထီးရဲ့အခါကျတော့လူကလုံးဝမလှုပ်နိုင်ဘူးအမလှုပ်နိုင်တာဘလို့မှမလှုပ်နိုင်တာကြောက်ကဖြစ်မှုရဲ့သူကြီးဆိုသိပါတယ်ဘလို့ကမလှုပ်နိုင်တာကိုစဉ်းစားပြီးတော့ကျွန်တော်ခဏလေးပဲတနာကြီးလောက်ပဲသူတို့ဒါစီးရီပါတွင်းပေးတာပေါ့နော်တွင်းပေးလိုက်တဲ့အခါမှာအလုံးအောင်ကျွန်တော်ကောင်းသွားတယ် လုံးဝကောင်းသွားတာဘူးအချိန်ပြည့်ပြီးတော့ဒါကောင်းသွားပြီပေါ့နော်ပြီးတော့ကျွန်တော်ကဒါဒေချာကြောက်ကတ်တွေပါနေစစ်ပေးတယ်ဘယ်မှာပါရှိတယ်ပါရှိတယ်ပေါ့နော်ဒါသူတို့ကြကြနာနာပြောတယ်အခုကျတော့ပတ်စံကလည်းတက်တာပါတယ်ဟာပတ်စံတက်တာတွေကျွန်တော်စီးသွင်းလိုက်ရတာအဲ့တုန်းကကျွန်တော်စီးကအာ၃လုံးလောက်ရှိမယ်အလုံးသေးနှလုံးနဲ့အကြီးတစ်လုံးပေါ့နော်၃လုံးလောက်ရှိမယ်ဒါပေမဲ့ကျွန်တော်တောက်စီးလည်းပြီးလိုက်တယ်ဒါပေမဲ့ကျွန်တော်ပေးရတဲ့ပတ်စံက ဒီကမ္ဘောဒီးယားငွေအဲ2သိန်း9000တောင်းလောက်ပေးရတယ်ပေါ့နော်2သိန်း9000တောင်းလောက်ပဲရှိတယ်ဒါသုံးသိန်းပတ်ချလည်းပဲကြတယ်ပေါ့နော်ငွေကြောင်းနိုင်ငံမှာဆိုရင်ဒီလောက်နည်းနည်းယောဂဒီပုံစံတွေဆိုတာယောဂကြီးတယ်ထဲပါရေအဲ့လိုဆိုရင်နှိမ့်စုံမကုန်ဘူးဆိုရင်ကျွန်တော်တို့၄၅6သိန်းလောက်ကုန်မယ် ောက်တစ်ခုကျတော့ဒီမှာဘာသာပြီးတော့တတိထားမိလဲဆိုတော့ဇေယုံကိုလူနာတယောက်ကရောက်လာပြီဆိုရင်ဒီမှာကဒီလူနာဘာဖြစ်နေတာလဲဘယ်သူတို့စိတ်ဝင်စားတာအဲ့ဒီလူနာမှာပတ်စံဘာလားမဘာလားသူတို့စိတ်ဝင်စားအောင်အဲ့ဒီတစ်ချက်ကလည်းအဲကျွန်တော်နိုင်ငံနဲ့ရတော့အဲကွာတယ်လို့ကျွန်တော်ထင်ပါတယ်ကွာမကွာတော့အကြည့်နေတဲ့မိတ်ဆွေတွေမှန်ငယ်ပြီးလို့ရပါတယ်ဒီဘာကရောက်တဲ့ဟိုကဘာယောဂဖြစ်နေရလဲဆိုတော့ဘယ်သူတို့စိတ်ဝင်စားရဲချက်ချင်းတန်းကူတဲ့ဒီလူနာတက်တာဖို့ပဲသူတို့က တန်းပြီးတော့ဘာဖြစ်နေတာလဲဘာဖြစ်နေရလဲတောက်လျှောက်မိတယ်အဘယ်နေရာနေလဲပေါ့နော်အကုန်လုံးကအင်္ဂလိပ်စကားပြောလုံးဝကိုအဆင်ပြေကြတယ်ဒီကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ကွာခြားချက်ကအဲ့ဒါပဲကမ္ဘောဒီးယားမှာကကျွန်တော်တို့ကလေးကစာအင်္ဂလိပ်စကားကိုကောင်းကောင်းပြောနိုင်တယ်လမ်းမီးစည်းဆိုင်ဟောကျွန်တော်တို့ဒီလမ်းမီးဟိုအထောင်းတဲ့ဘာညာအစဗျာဒီလမ်းမီးမှာရောင်းနေတဲ့ဒီဆိုင်တီတီလေးတွေဟာစာတို့ကအကုန်လုံးအင်္ဂလိပ်စကားကိုကောင်းကောင်းပြောနိုင်တယ်ဒါကမ္ဘောဒီးယားရဲ့အားသာချက် ော်ထိုင်းလောက်တော့ကျွန်တော်တို့မချမ်းသာဘူးတရားရှင်ကြည့်မယ်ဆိုကျွန်တော်တို့မြန်မာနိုင်ငံလောက်တော့မှကမ္ဘောဒီးယားမချမ်းသာပါဘူးဒါပေမဲ့သူတို့မှာကကျွန်တော်တို့အခုရောက်နေတဲ့အတောအတွင်းပေါ့နော်လိုက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဒီမှာက international school ကြီးများတယ်ဒီကမ္ဘောဒီးယားမှာကလေသူတို့ပညာရေးကိုတော်တော်ကြီးကိုအဓိကထားတယ်လို့ကျွန်တော်တို့မြင်မိတယ်ဒီ international school တွေတကယ် Cambridge တို့ဘာလို့အဲ့လိုမျိုး school တွေတော့မှဒီမှာရှိတယ်ဗျာဒါက ဒီနိုင်ငံရဲ့အားသာချက်လို့ကျွန်တော်မြင်တယ်နောက်တစ်ခုဒီနိုင်ငံမှာသုံးနာကပါလဲဆိုတော့ငွေကြေး currency ဘိုင်းမှာခြားတော့ကျွန်တော်သူကမ္ဘောဒီးယားငွေရဲ့ဒေါ်လာရဲ့သူကနှစ်မျိုးသုံးတယ်အဓိကဟိုဒီမှာကဘယ်ပစ္စည်းကိုပဲလိုက်ကြည့်ကြည့်ကျွန်တော်တို့ဒါ market တွေပဲသွားသွား center တွေပဲသွားသွား channel ကိုလမ်းပြီးဟိုစိုင်လေးတွေမှာပဲဝင်စားစားသူကဒေါ်လာနဲ့ကိုရေးထားတာများတယ်အဲဒီစိုင်တော်များများမှာကဒေါ်လာနဲ့ရေးထားတယ် အတချို့ဆိုင်တွေကြတော့ဒီကမ္ဘောဒီးယားငွေနဲ့ပါတွဲရေးပေးထားတယ်ပေါ့နော်ဒေါ်လာ1ဒေါ်လာလောက်ပဲအဲအဲ့လိုမျိုး3ဒေါ်လာအစားရှိတယ်မြန်အစားတော့ဆိုအဲ့ပတ်ချလည်းပဲရှိတယ်ဗျာရတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်တန်တယ်လို့ပြောလို့ရရင်မထိုင်းနဲ့ပြန်ရှင်ကြီးတဲ့ခါမှကျအစားတော့ကကျတော့ဒီကနည်းနည်းလေးဈေးကြီးတယ်လို့ထင်ရတယ်ဘာလို့လဲဆိုတော့တို့ကဟိုနိုင်ငံရဲ့တို့ရဲ့ GDP ကိုပြင့်နေတဲ့အချိန်မှုလို့အဲ့လိုဈေးကြီးတယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့တို့ကဒီအဓိကအသုံးနေကြတာကတို့ငွေဆိုတာတက် ေါ်လာကိုသူတို့များများသုံးနေတာနောက်ခုကျွန်တော်တို့ဒီ night market တွေပါတွေသွားတဲ့အခါမှာလည်းအဖြူကြီးများများတွေ့ရတယ်ဒီမှာကဟိုနိုင်ငံသားဒီအဖြူကြီးကလာကြတာများတယ်ဒါလည်းတစ်ချက်ပေါ့နော်အဲကမ္ဘောဒီးယားရာသာချက်ကကျွန်တော်တို့ဒီထိုင်းနဲ့ပြန်ရှင်မယ်ဆိုရင်ကမ္ဘောဒီးယားမှာကတီချာပေါ့အာအင်္ဂလိပ်စကားတစ်ခုလေးကိုကကျွမ်းကျင်ကျင်ပြောတတ်တယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဟို ထိုင်းစကားလေးတက်เสียမလို့ဘူးဘာစကားဟောတက်เสียမလို့ဘူးပေါ့နော်အင်္ဂလိပ်တခုတည်းကောင်းကောင်းမုံမုံပြောတတ်ရုံနဲ့အဆင်ပြေတယ်အဲထိုင်းမှာကျတော့တေချာပေါ့အင်္ဂလိပ်တခုတည်းပြောတတ်ရုံနဲ့မရဘူးထိုင်းမှာနေမယ်ဆိုရင်တော့ထိုင်းစကားပါအသင်မရမယ်ဒါပေမဲ့တခုသွားပြီးသတိထားမိတာကလည်းဟိုအင်္ဂလိပ်စကားကျွမ်းကျွမ်းကျင်ကျင်တက်မယ်ပေါ့နော်ကျွမ်းကျင်ကျင်မဟုတ်တော့သမီးစာရေးသားလောက်တက်ထားတဲ့သူကလည်းတေချာပေါ့ထိုင်းစကားသင်လိုက်မယ်ဆိုအဲအင်္ဂလိပ်ရဲ့ဒီလေးလေးသေးနေပြတ်သွားမှာအသေးချာပါ ဟိုထိုင်းစကားပြောမှုကတော့အလုံးသိကြပါတယ်နော်ထားပါဒါကတော့တပိုင်းပေါ့နော်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါဒီအကောက်ဝစ်သွားတဲ့အပိုင်းပေါ့နော်အကောက်ဝစ်သွားတဲ့အခါမှာသူကနှစ်နှစ်မျိုးရှိတယ်ဗျာဒီမနက်ပိုင်းကနေကျွန်တော်တို့ဒီညနေ9:00နာရီခွဲအတွင်ကြားထဲမှာပေါ့နော်အဲ့ကြားထဲမှာသွားမယ်ဆိုရင်တယောက်ကဒေါ်လာ39ဒေါ်လာလောက်ပေးရတယ်ဒါနှစ်ယောက်ဆိုလို့ရှိရင်ဒေါ်လာ100နီးပါးပေါ့နော် 69ဒေါ်လာဆိုတော့မြန်မာငွေနဲ့ဆိုရင်တော့ဒါမနည်းဘူးဆိုတဲ့အထဲမှာပါတယ်လေဒီကကမ္ဘောဒီးယားငွေနဲ့ကျွန်တော်တို့မြန်မာငွေနဲ့ကတိတ်မကွာဘူးဝေကြီးရင်ကတိတ်မကွာဘူးဒါပေမဲ့ဒီကပတ်စံပူပြီးဈေးကြီးနေရယ်အပြောရတာအဲ့ဒီဘိုင်းကနည်းနည်းလေးခတ်တယ်ဗျာနော်ဟိုအဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျာဟိုကျွန်တော်ထိုင်းဘတ်နဲ့ရှင်းပြမယ်ထိုင်းဘတ်တထောင်ကိုလက်ရှိကျွန်တော်တို့မြန်မာငွေ3000ပတ်ချာလေးလောက်ပေါက်လိမ့်မယ်ဘတ်တထောင်ဒီကမ္ဘောဒီးယားဆိုလို့ရှိရင်3000ပတ်ချာလေးလောက်ပေါက်လိမ့်မယ် ဒါလက်ရှိပုံစံပြောပြတာဒီတော့ဝေကြီးဖောင်းပွားတာကဘယ်နိုင်ငံကပူဖောင်းပွားလဲလို့ကျွန်တော်တို့တွေးမယ်ဆိုလို့ရှိရင်ကမ္ဘောဒီးယားပူပြီးဖောင်းပွားတယ်။အားလုံးလဲဆိုတော့ကမ္ဘောဒီးယားမှာကတထောင်တန်းရှိရယ်နော်ဟိုတရာတန်းနေစားရှိမယ်ပေါ့ဗျာတထောင်တန်းရှိမယ်နှစ်ထောင်တန်းရှိမယ်ပြီးတော့၅ထောင်တန်းရှိမယ်၃ထောင်တန်းလည်းရှိတယ်နော်၅ထောင်တန်းရှိမယ်ပြီးရင်၁၀၀၀တန်းရှိမယ်၂၀၀၀တန်းရှိမယ် 9000နဲ့ရှိမယ်တသိန်းနဲ့ရှိမယ်ဒီကမ္ဘောဒီးယားမှာကအဲ့လောက်ထိတော့အတန်ကြီးအများကြီးရှိတယ်ကျုံးမြန်မာမှာကျတော့ဒါ1000ကဂိတ်ဆုံးပေါ့နော်ဟို2000တန်ထွက်လိုက်တယ်ဆိုပေမဲ့1000တန်ကလူတိုင်းမကင်ဘူးလိုက်ဘူးပေါ့နော်ဒီကငွေကြီးပို့ပြီးတော့ဖောင်းပွားဒါပေမဲ့တန်ဘိုးကျတော့ဒီမှာပြန်ပြီးတော့မြင့်နေတယ်ငွေကြီးတန်ဘိုးကသူကပို့ပြီးတော့မြင့်နေတယ်ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံကိုဒီ GDP ပြန်ပြီးတော့ထိန်းထားတာဒေါ်လာနဲ့လို့ကျွန်တော်တို့ကတော့ထိန်းနေတယ် ဒီနိုင်ငံသားတွေလာတဲ့အခါမှာလည်းကျွန်တော်တို့ဘာ feeling တစ်ခုသွားရလဲဆိုတော့ကျွန်တော်အပြင်သွားတဲ့အခါမှာ passport ကိုယူသွားကြရမလို့ဘယ်သူမှလည်းဂရုမစိုက်ဘူးနိုင်ငံသားဆိုတာနဲ့လေဒီကအဖမ်းစီဘာညာဘာရင်းညာဘယ်သူမှဂရုမစိုက်ဘူးဒီမှာအဲ့တခုကောင်းတယ်အပြင်သွားလိုက်လို့ကိုယ်လေဟိုမင်းရဲရလေးသိတယ်မလားဟိုဖမ်းပြီးစစ်ဆီးလိုက်မှာဖမ်းလိုက်မှာဘာညာဆိုတာကမ္ဘောဒီးယားမှာမရှိဘူးအဲ့ရတာကကျွန်တော်ထိုင်းနဲ့ရှင်လိုက်မယ်ဆိုရင်စိန်နဲ့ရေလောက်ကွာသွားလိမ့်မယ် ဒီကမောရီယမကအဲ့လိုမျိုးအပြင်းသွားမှဆိုပတ်စပို့မေးကြံခဲ့ခဲ့ထားခဲ့ခဲ့ဘာမှဖြစ်မသွားဘူးဘာမှလည်းမမေးဘူးအဲ့တခုကောင်းနေဒါကမောရီယရဲ့အရာတော်ကျွန်တော်တို့ဆိုတာညာပတိပါကြီးဆိုလဲသွားတယ်ဘာပြက်တနာမှမရှိဘူးဘာရှော့မှမရှိဘူးဒီမှာကအဲ့တခုကကြာတော့ဟိုတတော်ပေါ့နော်နေရထိုင်ရတာအမတန်းမှာကျွန်တော်တို့ဟိုနိုင်ငံမှာမရတဲ့ vibe တွေတွားပြီးတော့ရတယ်ကျွန်တော်နိုင်ငံမှာလက်ရှိဆိုရင်သိတယ်မလားဟိုအပြင်ဟို ညနေ6:00နာရီလောက်စင်တော့မှဘသူမှမထွက်ရဲတဲ့အချိန်ပေါ့နော်ဒီသူများနိုင်ငံမှာသွားနေလာနေရတာကအရာသာတမျိုးလို့ကျွန်တော်တို့မြင်မိပါတယ်ဒီမှာနိုင်ငံသားဆိုတာနဲ့ကျွန်တော်တို့ဒီမှာပေါ်တာကစိုင်းကယ်ဒီစပိန်ညီဆိုလဲအားရှိလို့ရတယ်တနာယီမှကျွန်တော်တို့ဒေါ်လာ2ဒေါ်လာလောက်ပဲပေးရတယ် e-bike တွေပေါ့နော်အဲ့လိုမျိုးအားရှိလို့ရတယ်နိုင်ငံသားဆိုရင်အောက်ထုတ်တော်ဆောင်းရတယ်ဘသူမှစိုင်းကယ်လိုင်းစင်နေရင်မောင်းလိုင်းစင်နေမစစ်ပါဘူးဒါကတခုပေါင်းတယ်နော်အဲမှာဆိုရင်တော့သိရမလား ိုင်းဆိုတော့ဟိုချိန်မြွေးကျွန်တော်တို့ကိုဒါဆွဲပြီးတော့ဟိုစီဘူပဲချောင်းနေကြတာလीဒါလေးတစ်ချက်ဟိုလဲတဲ့နယ်ထဲမှာကြတော့တိုင်းနဲ့ဒီကမ္ဘောဒီးယားနဲ့ရှင်မယ်ဆိုရင်ထိုင်းကတော့ဟိုလဲတရားပတ်ဆရာပို့ပြီးတော့များတာပေါ့နော်ကမ္ဘောဒီးယားကျတော့အဲ့လောက်ကြီးမရှိဘူးဒါကဟိုလုံးဝဗျာတကယ်ယာဝီတိုင်းနဲ့စင်နေဗျာအဲ့လိုမျိုးတောပေါ့နော်ဒီမှာတော့တကယ်တောပဲဘာမှဟိုကျွန်တော်တို့ ကယ်ဘနောမီနူဘာလို့ဘက်မှာဆိုရင်တော့ရှိတာပေါ့နော်ဒီကမ္ဘောဒီးယားရဲ့မြို့တော်လေဘနောမီမှာဆိုရင်တော့ကျွန်တော်တို့တကယ်ဒါဒူတိုင်ကြီးတွေဒါကြီးတွေမြင်ရလိမ့်မယ်အဲဂျန်နယ်ဒီဆင်မရိတ်တို့ဘာလို့မှာကျတော့အဲ့လောက်ကြီးကျွန်တော်တို့တိုက်ကြီးဒါကြီးမရှိဘူးအလဲဆရာပတ်ဆရာလည်းအဲ့လောက်ကြီးမပေါ်ဘူးဟောနောက်တစ်ခုဟိုနောက်တစ်ချက်ကျွန်တော်ဆိုတာကြံခဲ့တာပါလဲဆိုတော့ဒီဒီအကားဝက်ကိုသွားတဲ့အခါမှာဒီမနက်ကနေကျွန်တော်တို့ဒီညနေ9:00ခွဲအထိကတယောက်ကိုဒေါ်လာ 39ဒေါ်လာပေးရတယ်အဲ့ဒီမှာ9နိုင်ခွဲရနေ6နိုင်ခွဲဆိုရဲတနာရီရတယ်အဲ့ဒီတနာရီကြတော့ကျွန်တော် free လည်လို့ရတယ်အဲ့ထဲမှာတနာရီအတွင်းမှာကိုယ့်အောင်ကြိုက်တဲ့နေရာရှောက်သွားကြိုက်တယ်လို့ဓာတ်ပုံကြီးရှိုက်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ကျွန်တော်လိုက်ပြန်တွေးကြည့်တော့အဲ့ဒီချိန်နောက်ပဲလဲလို့ကောင်းတယ်လို့ကျွန်တော်ကထင်တယ်ဘာကြောင့်လဲဆိုတော့တရားကားဝယ်ပပတ်လေကကျွန်တော်အရေးမရှိဘူးဗျာနော်အရေးမရှိတဲ့အခါကျတော့နေခင်းမဲ့ဆိုနေသားပူမှာနေသားပူမှာဆိုတော့ဟိုဘယ်လိုခေါ်မလဲအဲ့ဒီရတာကြီးကကျွန်တော်မကြိုက်ဘူး ဟိုနေရမ်းပူတဲ့အခါမှာကျမကြီးထိခိုက်တယ်ပေါ့နော်ကျွန်တော်ကဒီနေပူတဲ့ဒဏ်ကိုမခံနိုင်ဘူးဒါတစ်ချက်ဒါလေးကဟိုကျွန်တော်တို့ဒီကမ္ဘောဒီးယားရောက်တဲ့အခါမှာသွားလေတင့်တဲ့ပုံစံလေးကိုပြောပြတာပါဟိုတည့်က39ဒေါ်လာပေါ့နော်အကုန်မခံခြင်းရင်ဒေါ်လာ40ပဲထားပါတော့အကုန်မခံခြင်းကျွန်တော်တို့ညနေစောင်းလေးကိုစောင့်ပြီးတော့အဲ့ချိန်မှာသွားလေပါတကယ်လေအဲ့ဒီချိန်ကြီးကပုံပြီးတော့လှပါတယ်ဟိုဓာတ်ဖမ်းမဲ့သူတွေဆိုရင်လည်းဓာတ်ဖမ်းလို့ကောင်းပါတယ် အဲဒါကတော့ဒီကျွန်တော်ကမ္ဘောဒီးယားကိုရောက်တဲ့အခါနဲ့ကျွန်တော်ဒါအထိုင်းမှာနေတဲ့အခါပေါ့နော်ဒီနှစ်ချက်ကိုကျွန်တော်ပြန်ပြီးတော့ share လုပ်ဝေးတာပါဒါကျွန်တော်လုံနေကြပြီယူရီနဲ့ပတ်သက်ရင်တော့ဒီ channel knowledge တွေကကျွန်တော်ကလုတ်ခဲတယ်ဒီ travel နဲ့ပတ်သက်တာတွေပေါ့နော်အာလေးစိတ်မှာဘာဖြစ်တာလို့ညာဖြစ်တာလို့ကျွန်တော်နဲ့အဲ့ဒီ line နဲ့ကကျွန်တော်အသိပြီးတော့မရဘူးကျွန်တော်ဒီ blogger လုတ်လို့မရဘူးပေါ့နော်ကျွန်တော်အဲ့လိုမျိုးတွေမပြောတတ်ဘူး အရင်လဲဟိုလဲလဲဝဲမရှိဘူးဗျာလဲလဲဝဲမရှိဘူးဆိုတဲ့သဘောကဘယ်လိုလဲဆိုတော့ဟိုသူများကြိုက်အောင်ဒီကုန်းတိုင်ကိုကျွန်တော်အဲ့လိုမျိုးချက်ချက်နာနာမလောက်တတ်ဘူးကျွန်တော်ဘာသာရေးကလွဲရင်ဒီဘိုင်းတွေကိုကျွန်တော်မကျွမ်းကျင်ဘူးပေါ့နော်ဒါပေမဲ့အခုကြတော့အဲ့ရှေ့မှာတယောက်ကကျွန်တော်ကို comment မှာပေါ့နော်ဒီဒီကမ္ဘောဒီးယားရောက်တဲ့အခါမှာဟိုခီးသွားတဲ့အတွေ့အကြုံလေးဘာညာလေးမှဟိုဗီဒီယိုလေးတစ်ခုလုပ်ပြီးပါအောင်လို့ပြောထားလို့ဒါကျွန်တော်ပြန်ပြီးတော့ ကျူးစားပြီးတော့လုပ်ပေးလိုက်တာပါကျွန်တော်ပြောရတဲ့ထဲမှာအလိုအပ်ချက်တွေလည်းရှိခြင်းရှိမယ်အဲမရှိခြင်းလည်းမရှိဘူးရှိရင်လည်းကိုယ့်ဘာသာဖြည့်ပြီးတော့နားထောင်ကျွန်တော်ကဘလော့ဂါတယောက်မဟုတ်ဘူးเนาะအဓိကအဲ့ဒါလေးသိထားရင်တော်ပြီအဲကျွန်တော်ကဘလော့ဂါတယောက်မဟုတ်တဲ့အတွက်ကြောင့်ဒါကြီးတွေအသေးစိတ်ကျွန်တော်လိုက်ပြီးတော့ပြောမပြနိုင်ပါဘူးဒါကျွန်တော်လက်ရှိကျွန်တော်ဘူးလက်ရှိထိုင်ပြောနေနေကျွန်တော်စိတ်ထဲပေါ်လာတဲ့အရာလေးတွေကိုအဲပြောပြတာဖြစ်ပါတယ်အဲနောက်ပိုင်းနောက်ပိုင်းဒီမှာလည်းကျွန်တော်ထပ်ပြီးတော့ ဲ့လိုဂျုံအားတွေဟာလေးတွေရှိရင်တက်ပြီးတော့ပြောပြပါမယ်ဗျအားလုံးပဲဒါရှင်လန်းချမ်းမြေကြပါစေကျွန်တော်နောက်တစ်ပုံမှာပြန်တွေ့မယ်